နောက်ချိုတိုက်ပွဲကအဆုံးအဖြတ်ပေးပြီးဒုတိယပိုချုပ်ကြီးနိုင်နိုင်ဦးဤကံချမအာနာသိန်းကောင်းဆောင်ပိုချုပ်မှုကြီးမင်းအောင်လိုင်းနဲ့ဒူကောင်းဆောင်ဒုတိယပိုချုပ်မှုကြီးဆိုဝင်ကဆုံရှုံထားသည့်မျိုးတစ်မျိုးကိုပြန်ရယူရေးအတွက်ဒုတိယပိုချုပ်ကြီးတဦးဤကံချမနှင့်လောင်းချီတက်ထားသည်ထိုအလောင်းစာအစပြုရာနေတန်းသည်2024ဩဂုတ်လဆန်းကအရှိမောက်တိုင်းစစ်ဌာနချုပ်ရမခါနှင့်လာရှိုမျိုးကို MNDAA နှင့်ပူးပေါင်းတံများတင်ယူခြင်းကြောင့်ဖြစ်လာသည် လောင်ကျေးဤအဓိကဇက်ကောင်မှာအမတ်နှစ်စစ်စင်ရေးအထူးအဖွဲ့ခါစာထာနှင့်ခါစာထာမူဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးနှင့်ထိန်ပင်လယ်မြို့ဟုနာမည်ကြီးသောနောက်ချိုမြို့ဖြစ်သည်နောက်ချိုပြန်ရရင်အဲ့ဒီကောင်သက်သားမယ်မရရင်ဘောင်းချဆုပ်ပစ်လိုက်လို့ဘိုးတော်ကပြောထားတာဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးနှင့်ပတ်သက်၍ဗိုလ်ချုပ်မှုကြီးမေအောင်လိုက်ကဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းကိုချိန်မွားခဲ့ပုံကိုနေပြည်တော်ရှိစစ်ရေးတရင်ရင်မြစ်ကပြောခြင်းဖြစ်ပါတယ် နေပြီးတော့စစ်ရုံးချုပ်ထဲမှာထိုးဖြည့်ရက်ဤအစာသည်မြောက်ပိုင်းမဟာမိတ်သုံးဘွဲ့ဤ2029စစ်စင်ရင်းနေတိုက်ရိုက်သက်ဆိုင်သည်2023အော်တိုဘာလ28ရက်နေ့ကစတင်သည့်ထိုးစစ်စင်ရင်းတွင်ရှမ်းပြည်နယ်မြောက်ပိုင်းမှာစစ်ကောင်စီအုပ်ချုပ်မှုမှမြို့နယ်များဇက်တိုက်လက်လွတ်ရပြီးနောက်နေပြီးတော့မှဘိုးချုပ်ကြီးများအယူမြဝိုင်းဖြစ်ခဲ့သည် 2024ဩဂုတ်လ3ရက်တွင် MNDAA နှင့်မဟာမိတ်များကအရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခကိုအပီးတိုက်ယူပြီး လာရှုမျိုးကို သိမ်းယူလိုက်ခြင်းဖြင့်စစ်အုပ်စုကိုအရှက်ခွဲလိုက်သည်စစ်တပ်သမိုင်းတရှောင်းတိုင်းစစ်ဌာနချုပ်တို့ခုကိုပထမဆုံးအကြိမ်လက်လွတ်ခဲ့ရခြင်းဖြစ်သည်ရမခတိုင်းမူပုံမှုချုပ်နှစ်ဦးအပြင် စစ်ကောင်စီအရာရှိအများပြားနှင့်အတူစစ်တုံ့ပန်းထောင်ချီ၍ MNDAA ကဖမ်းဆီးလိုက်သည် အရှိုက်ထိသွားသည့်စစ်ဗိုလ်ချုပ်ကြီးများကို MNDAA လက်ထဲမှအသည့်ဆက်ဆက်စစ်တုံးပန်းတအူကလည်းမျက်နှာအိုးမဲတုပ်ပေးလိုက်သည်မြို့သိမ်းတိုက်ပွဲအတွင်းဒရယာစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များကိုတနာညာတမှုအတွက်ဂျေဇူးတင်ကြောင်းစစ်တုံးပန်းအယိုးအထုကူပါရကူကရုတ်တံမှတဆင့်ထုတ်ဖော်ပြောကြားခဲ့သည်လာရှုံမျိုးတိန်တရင်ကို MNDAA က2024ဩဂုတ်လ3ရက်နေ့တွင်ကျင်းပခြင်းဖြစ်သည်ပြည်သူလူထုကအကြီးအကျယ်ထောက်ခံခဲ့သည် KNU အပါအဝင်အင်အားကြီးတိုင်းဒေသလက်နက်ကိုင်အဖွဲ့များကမြောက်ပိုင်းမဟာမိတ်၃ဖွဲ့၏စစ်ရေးစွမ်းရည်ကိုဂုဏ်ယူကြောင်းသဝန်လာပို့ခဲ့ကြသည်။ထို့ချိန်တွင်နေပြည်တော်စစ်ရုံးတင်၌ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်တရားဒေါသဘုံထားနေသည်။စစ်တပ်သမိုင်းတလျှောက်တိုင်းစစ်ဌာနချုပ်ပထမဆုံးအကြိမ်လက်လွတ်ဆုံးရှုံးလိုက်ရပြီးနောက်ရှက်ရမ်းရမ်းသွားသောဗိုလ်ချုပ်မှုကြီး၏ဒေါသသည်ကောက်ွယ်ရေးဝင်ကြီးဌာနအမတ်နှင့်စစ်စင်ရေးအထူးအဖွဲ့မှကစားထနှင်မှဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးထံပုံချလိုက်လေတော့သည်။ ်ခါစားထားနှင်မူသည့်အရှိမြောက်တိုင်းစစ်ဌာနချုပ်လာရှိုအပြင်အရှိပိုင်းတိုင်းစစ်ဌာနချုပ်တောင်ကြီးထရီဂန်ဒီတာတိုင်းစစ်ဌာနချုပ်ကျိုင်းတော်အရှိအလဲပိုင်းတိုင်းစစ်ဌာနချုပ်ခိုလန်တို့၏စစ်စင်ရေးများကိုတာဝန်ခံရသည်ရမခါနေလာရှုမျိုးဆုံးထုံးရခြင်းသည်ဒုတိယဘူချုပ်ကြီးနိုင်နိုင်ဦး၏ညံပြင်းမှုကြောင့်ဟုဆိုကရာတုံးမှညာရင်းချင်းနှုတ်ထွက်ခိုင်းသည်ကာဆာထနှင့်မှုအဖြစ်စစ်ကောင်စီပြည်ထရေးဝင်ကြီးဌာနဒုတိယဝင်ကြီးနှင့်ရဲချုပ်ဒုတိယဘူချုပ်ကြီးနီလင်းအောင်ကိုခန့်အပ်လိုက်သည် ်စစ်ကောင်စီမှတ်တမ်းများတွင်ဒုတိယပို့ချုပ်ကြီးနီလင်းအောင်သည်ခါစာထားနှင့်မှုအဖြစ်ဩဂုတ်လ၄ရက်တွင်စတင်တာဝန်ထမ်းဆောင်ခဲ့သည်ဟုတွေ့ရသည်ထို့အချိန်ကတည်းကဒုတိယပို့ချုပ်ကြီးနိုင်နိုင်ဦးတရားလူမြင်ကွင်းမှကြောက်ကွဲသွားခဲ့သည်2029ခုနှစ်စစ်စင်ရေးကအရှိန်ဖြင့်ရှေ့ဆက်နေသလိုမြောက်ပိုင်းမဟာမိတ်သုံးဖွဲ့သည် မျိုးသိန်းတိုက်ပွဲများဆက်လက်ဆင်နွှဲခဲ့သည် စေကောင်စီကလည်းနာရှုမျိုးနှင့်တခြားသောလက်လွတ်ဆုံးရှုံးကြရသည့်မျိုးများကို လေကြောင်းမှပုံကျဲပြီးပြန်လည်ထိန်ချုပ်နိုင်ရေးကြိုးပမ်းခဲ့သည်ထို့သော ရှမ်းပြည်နယ်မြောက်ပိုင်းတွင်စစ်ကောင်စီကောင်းပြန်မထူနိုင်တော့ပေမူဆယ်မျိုးပေါ်နှင့်မိုင်းရည်မျိုးမှလွေ၍ကြံမျိုးများအလုံးကိုမြောက်ပိုင်းမဟာမိတ်တုံးဘွဲကတိမ့်ယူထိန်ချုပ်သွားခဲ့သည်မူဆယ်နှင့်မိုင်းရည်မျိုးသည်ပင်တရုတ်အစိုးရကတားမြစ်ခဲ့ပြီးမဟာမိတ်တုံးဘွဲကမသိမ်းမဲချန်ထားခြင်းဖြစ်သည်ဟုသိရသည်နေဆက်ကုံသွေးရေးအဓိကလမ်းကြောင်းပေါ်မှာရှမ်းမြောက်တစ်ခုလုံးလက်လွတ်ဆုံးရှုံလိုက်ရပြီးနောက် စီရေးအတာစီမရတော့သည့်စစ်ကောင်စီသည်ရှမ်းပြည်နယ်မြောက်ပိုင်းမှမြို့များပြန်ယူနိုင်ရေးအတွက်တရုတ်အစိုးရကိုအောက်ချုပ်ခဲ့သည်တရုတ်ဘောကိုမှသည့်စစ်တပ်ဟုလူထုကလှောင်ပြောင်ခဲ့သည်စစ်ကောင်စီနှင့်တရုတ်အစိုးရကြားအပေးအယူကိုမတိရတော့လဲတရုတ်သည်2024နှစ်ကုန်ပိုင်းမှစ၍မြောက်ပိုင်းညီနောင်သုံးဘွဲအားပြင်းပြင်းထန်ထန်ဖိအားပေးလာသည်နေဆက်ကညာကိုပိတ်သည်ဖြက်လေးပြက်လုပ်သည်တချိန်တည်းတွင်တရုတ်နိုင်ငံကူမင်းမျိုးတွင်မြောက်ပိုင်းသုံးဘွဲ့နှင့်စစ်ကောင်စီကိုအကြိမ်ကြိမ်ဆွေးနွေးညှိနှိုင်းစေခဲ့သည် အကျိုးဆက်အနေဖြင့်တရုတ်အစိုးရဖီအားကြောင့် MNDAA သည်လာရှုမျိုးပေါ်ကိုစစ်ကောင်စီထံပြီးခဲ့သည့်ဧပြီလကပြန်အပ်လာရသည်တရုတ်အစိုးရအားကိုဖြင့်လာရှုမျိုးကိုပြန်ရတော့လဲရာမာခါနှင့်လာရှုတိုက်ပွဲတွင် MNDAA နှင့်ပူးပေါင်းတပ်ကိုအရှုံးပေးခဲ့ရသော ဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးကိုနောက်တစ်ကြိမ်ဦးဆောင်စစ်တိုက်ခိုင်းရန်အကြောင်းဖန်လာသည်ဒီတခါစီးချင်းထိုးရမည်က TNL နှင့်ဖြစ်သည် MNDAA ကလာရှိုးမျိုးကိုစစ်ကောင်စီထံပြန်ပေးခြင်းဖြင့်တရုတ်ပြည်အားကိုရှောင်လွှဲခဲ့တော်လဲ TNL ကမူစစ်ကောင်စီနှင့်ဆွေးနွေးမှုအစဉ်မပြေဟုတရားဝင်ကြေညာခဲ့သည်စစ်ကောင်စီကတရုတ်အားကိုဖြင့်နောက်ချိုမိုးကုတ်မိုးမိတ်ကြောင်မဲတီဘောမျိုးတို့ကို TNL ထံပြန်တောင်းသည် DNL နဲ့မဟာမိတ်များကနှောင်ချုံမြို့ကိုသိမ်းယူနိုင်ခဲ့တော့လဲတောင်ခမ်းကြီးရွာမှာအမြောက်စကန်ခုတ်ကဲမှုဌာနချုပ်မာဆာခါ၉၀၂နဲ့အမြောက်တရင်အာမတ350လီတိုကို အပီးသက်မသိမ်းယူနိုင်ခဲ့ပြီးထို့ကြောင့်နှောင်ချုံတိုက်ပွဲတန်တရာရှိခဲ့သည် MNDAAE တနက်ပြောင်းဝကိုတရုတ်အစိုးရကပိတ်ပေးထားစဉ် MNDAAE နဲ့စစ်မျက်နှာရော့သွားသည့်စစ်ကောင်စီက DNL ကိုစီရေးအယဖိအားပို့ပေးလာသည်မန္တလေးမှာရှမ်းမြောက်သို့အဝင်းမုံဦးမြို့ဖြစ်ပြီး ခုံသွဲရေးလမ်းကြောင်း၏အသက်သွေးကြောနှောင်းချိုကိုအယပြန်ယူရန်ပြင်ဆင်လာသည်ထို့ကြောင့်ပင်နှောင်းချိုစစ်မျက်နှာကိုအကြောင်းပြ၍ကပါစာနှင့်နှမ်းကြပရဲ့ဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးကို အပေးယူလို့ရန်ဒုတိယစစ်ကောင်းဆောင်ကကန့်လန့်ခဲ့သည်ရမခါနဲ့လာရှုကိုဆုံရှုပ်ခဲ့သည့်အပြည့်အတွက်ဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးအနေဖြင့်နှောင်းချုံမြို့ကိုပြန်လည်သိမ်းယူပေးရမည်ဟုသောမလုံဖြင့်စစ်ကောင်းဆောင်နှစ်ဦးကြားလောင်းကြီးထက်ထားကြသည် ရှမာခါကို MNDAA ကတည်ယူစဉ်ကလည်းခုခံစစ်ဖြူဟာကို၎င်းတို့နှစ်ဦးအတူတူဦးစီးခဲ့ခြင်းဖြစ်ပြီးဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင် OE အစွမ်းစာကိုယုံကြည်သည်ဟုဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကစစ်ကောင်းဆောင်ကိုပြောထားသည်။ သူကိုယ်တိုင်ကမူဒေါနာတောင်တန်းပေါ်မှာအောင်စီရဆစ်စင်ရေး၌အထည်နာနေသလိုနှစ်ကြိမ်မကဘုံခွဲတိုက်ခိုက်ခံထားရသူဖြစ်သည်။ထို့ပြင်အနာကတ်တက်ချုပ်လာဟုထေချေးပေးခံရသည့်ညိနှိုင်းကိုကဲရည်မှုကြီးရည်လေးဘိုးချုပ်ကြီးကျော်စွာလင်းနဲ့ဒုတိယဘိုးချုပ်ကြီးနိုင်နိုင်ဦးတို့သည်စစ်တပ်ကတို့အပတ်စဉ်35ကျောင်းဆင်းဖြစ်သည်။ထို့ကြောင့်ဘိုးချုပ်ကြီးကျော်စွာလင်းကလည်းဒုတိယဘိုးချုပ်ကြီးနိုင်နိုင်ဦးကိုကာပါပေးထားသည်။ ဘိုးတော်ကဒူးချုပ်ကိုသူနဲ့အတူအမှုတွဲထားတာမို့အယံမပြောရဲဘူး။အောက်ကလူကိုဖိတာဒူးချုပ်ကအကြောင်းသိလို့နိုင်နိုင်ဦးကိုပြန်ကပေးထားတာဟုနေပြည်တော်သတင်းရင်းမြစ်ကဆိုပါတယ်။နေပြည်တော်စစ်ရုံးထဲမှာခြေကြီးသောအဆိုပါအလောင်းစားကြောင့်ပင်ရမခကြပြီးနောက်ပိုင်းပျောက်ချင်းမလားပျောက်နေသောဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးသည်ဇော်လ၁၇ရက်နေ့တွင်နောင်ချိုစစ်မြေနာ၌ပြန်ပေါ်လာသည်။ နောင်ချုံမြို့နယ်မိုင်း20ခန့်ဝေသောတောင်ခမ်းရွာအခြေဆိုင်အမြောက်တန်းအမတ354လီတက်စခန်းနောင်ချိုဒုဒ္ဓဝတီတရာအနီးရှိတာဖလန်းရေကင်းစခန်းတို့လုံချုံရေးအဆောင်ရှောက်ဖြင့်ရောက်လာပြီးလူလုံးပြခဲ့သည်ယင်းသည်သူဆရာဒုတိယဘူချုပ်ကြီးစိုးဝင်းဤအစီအစဉ်ဖြစ်သည် နောက်ချိုးစစ်မျက်နှာသည်ပြီးခဲ့သည့်မေလဇန်ကလေးကတိုက်ပွဲများပုံမှုပြင်းထန်လာခဲ့ပြီးရခုရပိုင်း၌အပြင်းထန်ဆုံးဖြစ်နေသည်စစ်ကောင်စီကမြို့ပတ်ချလင်မှစစ်ကြောင်း၃ကြောင်းခွဲ၍ဝင်လာနေသည်မြို့ပေါ်သို့ဝရန်မိုင်းအနေငယ်သာလိုတော့ပြီးမကြာမီရအောင်တိမ့်ပိုင်မည်ဟုစစ်ကောင်စီဝါဒဖြန့် Telegram Channel များကကြွေးကြော်နေသည် မင်းနစ်စွန်လာကတိုက်ပွဲများတွင်စကန်အချို့လက်လွတ်ဆုံးရှုံးလိုက်ရသည့် TNLE စီရေးဆွဲရည်အပေါ်နောက်ချိုမျိုးကံများနှင့်ဖြီးသူလူထုကမေကွန်ထုတ်လာသည်ထို့သောနောက်ချိုကို အဆုံးရှုံးခံပြီးမဟုတ်ဘဲစီရေးဖြူဟာများတိုက်ခိုက်နေသည်ဟု TNLE ကသတင်းစာရှင်းလင်းပွဲမှတက်ဆင်အသိပေးထားသည်နေပြီးတော့စေယုံထဲမှာအလောင်းစားနှင့်အတူတိုက်ပွဲခေါ်တန်းညံနေသည့်နောက်ချိုစစ်မျက်နှာဝီယောဒီကိုအဆုံးအဖြတ်ပေးလာနိုင်သည်ဟု လူတို့ကယုံကြည်လိုက်သည့်လှုပ်ရှားမှုတချို့ကို နောင်ချိုဆက်လိုက် TNL နှင့်အတူအမျိုးသားညီညွတ်ရေးအစိုးရ NUG ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BBLA အရေးအမို့ပြလာသည် BBLA အခြေခံစစ်ပညာသင်တန်းစင်ပွဲကို TNL ထိန်းချုပ်ဒေသတွင်ပြုလုပ်ခဲ့ပြီး NUG AA နှင့် TNL အပါအဝင်မဟာမိတ်များ၏ခေါင်းဆောင်များတက်ရောက်ခဲ့ကြခြင်းဖြစ်သည် NUG အစိုးရနဲ့မပေါင်းရန်တရုတ်အစိုးရကဖိအားပေးနေစဉ် NUG ကျန်းမာရေးနှင့်ပညာရေးဝန်ကြီးဌာနဖီတောင်စုဝန်ကြီးဒေါက်တာဇော်ဝေစု TNLA အထွေထွေအတွင်ရေးမှုဘိုးချုပ်တားဖုံးကျော်တို့တွဲရိုက်ထားသည့်တပ်ပုံများကိုဇွန်လ22ရက်တွင် BPLA ကထုတ်ပြလာသည် စစ်အာဏာရှင်စနစ်အမြန်အဆုံးသတ်ရေးအတွက်ထော်လန်ရေးအင်အားစုများဟန်ချက်ညီရေးဆွေးနွေးခဲ့ကြသည်ဟုဖော်ပြထားသည်ထိုတရင်ထုတ်ပြန်သည့်နေ့တွင်နောက်ချိုကိုစစ်ကောင်စီကဘုံကျဲလျက်ဖြင့်ဘုံလုံးကြီးရာချီကျဲခဲ့သည်ယင်းနေ့တွင်ပင် TNL ကလကောင်းဤမဟာမိတ်ဒနုပြည်သူလွတ်မြောက်ရေးတပ်တော် DPLF DPLA စစ်တင်နှင်းဆင်အပီလက်နက်များတပ်ဆင်ပေးခဲ့သည် ရှမ်းမြောက်တွင် NUG နှင့်အတူလူသိရှင်ကြောက်ပွဲထွက်လာခြင်းဖြင့်နောင်ချိုဇက်လိုက်ကျော် TNL သည်တရုတ်အစိုးရကိုကြောခိုင်းလိုက်ပြီးဟုစစ်လော်ဘီများကအော်နေကြသည်တိမ်ပင်လေမြို့တော်နောင်ချိုမြို့နယ်ဇွန်လနှောင်းပိုင်းရက်များတွင်စစ်ရေးအခြေအနေသည်ပိုပြင်းထန်လာသည်။နေရာခွန်နဲ့နေရာခန်းလားရင်းဆိုင်တိုက်ပွဲများပြင်းထန်နေသည်။စစ်ကောင်စီကတိမ်ပင်လေကန်ကြီးနယ်တောင်ခန်းတွင်အထိုက်ချပြီးစစ်ဆင်နေသည်။လေကြောင်းမှနေရောညပါပုံကျနေသည်။ DNL နဲ့မဟာမိတ်များကအင်အားအများအပြားဖြင့်တံပြန်ထိုးစစ်ကိုဇွန်24ရက်မနက်တွင်စတင်လိုက်ပြီးဖြစ်ကြောင်းစစ်ရေးတရင်ရင်းမြစ်တချို့ကပြောပါရယ်စစ်ကောင်းဆောင်နှစ်ဦး၏လောင်းချင်းနှင့်အတူပြန်ပေါ်လာခဲ့သောဒုတိယပို့ချုပ်ကြီးနိုင်နိုင်ဦး၏ကံကြမ္မာကိုနောက်ကျစစ်မျက်နှာကမကြမီဆုံးဖြတ်ပေးမိဖြစ်သည်ထိုစီရင်ချက်ကို TNL နဲ့မဟာမိတ်များက ချမှတ်နိုင်မည်လားဆိုသည့်မေကွန်ကတိမ်ပင်လေပေါ်တွင်အုံမိုးနေပြီဖြစ်သည်ညီနောင်မဟာမိတ်သုံးဘွဲမှ AA နဲ့ MNDAA ကတော့2029စစ်စင်ရေးအတွင်ဘူကျုံဘူမှုကျုံများအပါအဝင်စစ်ကောင်စီထိပ်ပိုင်းအရာရှိ20ဦးထံမှနေကိုခေါင်းထောင်မလာအောင်ဦးချိုးပြထားပြီးဖြစ်သည် ခစ်တဲ့မန္တလေးရဲ့နောက်ဆုံးရသတင်းများတင်ဆက်မှုကိုဒီမှာပဲရနာပါရစေ။နောက်နေ့တွေမှာလည်းသတင်းတူးများတင်ဆက်ပေးနေမှာမို့စောင့်မျှော်ကြည့်ရှုဖို့တိုက်တွန်းလိုပါတယ်။အဆုံးထိကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်။